တစားမုံလာပြီနေ့အတွက်ဆောင်ရွက်ဖို့မိษွေတို့နေနဲ့စီးွားတွေအစင်ပြေစီဖို့ကံနေနဲ့ပတ်သက်ပြီးတော့ကံကောင်းစီဖို့လက်လာပါနေနဲ့ပတ်သက်ပြီးတော့ရှင်လန်းစီဖို့မိမိတို့မှာကြုံတွေ့နေရတဲ့ခက်ခဲတွေအောင်မြင်စီဖို့အတွက်เนาะကျွန်တော်ရဲ့မိษွေခုနှစ်ရက်သားသမီးအားလုံးအတွက် ကုသိုလ်လည်းဖြစ်ရေရာလည်းဖြစ်တဲ့ရေရာစီရင်လှူဝယ်လေးရဲ့အကြောင်းကို ကျွန်တော်ပြောပြပေးသွားမှာပဲဖြစ်ပါတယ် အဲ့တော့ဒီဗီဒီယိုဖိုင်လေးကိုတွေ့တဲ့သူတိုင်း follow လေးတွေနှိပ်ပြီးတော့အများမြင်အောင်ပေါ့နော် share ပေးသွားပါအောင်ကျွန်တော်လာပြီးနေတဲ့ပတ်သက်တဲ့ရေဒီယာတွေကတော့ကျွန်တော်တို့အထွေထူးတိတ်ပြီးတော့ပြောစရာမလိုတော့ပါဘူးဘာလို့ဆိုတော့လာပြီးနေဆိုတာကျွန်တော်တို့ဒါပြီးွားတဲ့နေပဲအဲ့တော့ကျွန်တော်တို့ဒီဒီဇိုင်းမုံလာပြီးနေကပြောရမယ်ဆိုလို့ရှိရင် တခြားလာတွေနဲ့စားလို့ရှိရင်တော်တော်လေးထူးခြားတယ်ဒါလာတလာထဲမှာလည်းပါဝင်ပါတယ်အဲ့တော့ဒီဒဇာမုံလာဆိုတာကျွန်တော်တို့ပြောရလို့ရှိရင်ခုနကတော့စေးပန်းခါတဲ့နေလေဖြစ်တယ်ဒီနက္ခတ်တာယာတွေနဲ့ပေါ့နော်ဒါပြည့်စုံနေတယ်လေဒါနေတနေလေဖြစ်တယ်အဲ့တော့အဲ့ဒီနေ့မှာကျွန်တော်တို့မှာကြုံတွေ့နေရတဲ့ကိစ္စပေါ့နော်အခုကငွေကြေးတွေငွေကြေးနဲ့ပတ်သက်လို့ခက်ခဲနေတာပဲဖြစ်ဖြစ်စီးပွားရေးတွေနဲ့ပတ်သက်လို့အဆင်မပြေနေတာပဲဖြစ်ဖြစ် ကံနေညံ့နေတာပဲဖြစ်ဖြစ်เนาะလက်လာပါနဲ့ပတ်သက်ပြီးတော့ရှင်လန်းစေဖို့ပဲဖြစ်ဖြစ်မိမိတို့မှာဘာခက်ခဲပဲကြုံကြုံเนาะခုကြုံနေတဲ့ကိစ္စကိုကျွန်တော်တို့အနေနဲ့အစဉ်ပြေစေဖို့ဒါမြတ်စွာဘုရားရှင်ကိုရောမြတ်ကြီးမှာကျွန်တော်တို့ တဇောင်းမောင်းလာပြီနေမနှက်ပေါ့နော်ဗန္နနာယီမာလူမာလဲဆိုလို့ရှင်တဇောင်းမောင်းလာပြီနေနန်နှက်ပေါ့နော်9နာရီတိတိချိန်မှာကျွန်တော်ခုပြောမယ်ရေဒီယာလေးကိုနော်တေချာလေးဒါလှူဒန်းပေးမယ်ဆိုလို့ရှင်ကျွန်တော်ရဲ့မိษွေခုနှစ်ရက်သားသမီးတွေမှာကြုံတွေ့နေရတဲ့အခက်အခဲတွေတိတိသာသာနဲ့ကိုဒါအစဉ်ပြေမှုတွေရရှိစေမှာပဲဖြစ်ပါတယ် အဲ့တော့ကျွန်တော်အခုပြောပြမယ်ရေဒီယာကဘာပစ္စည်းလေးတွေလိုလဲဆိုရင်တော့ငှက်ပြောသီးလိုမယ်ငှက်ပြောသီးကဘယ်နှလုံးလဲဆိုလို့ရှိရင်ငှက်ပြောသီးက6လုံးလိုမယ်အဲ့ဒီငှက်ပြောသီးဒီဘာငှက်ပြောပဲဖြစ်ဖြစ်ရပါတယ်เนาะအဲ့တော့ရခိုင်ငှက်ပြောလဲရတယ်ငမောင်ငှက်ပြောလဲရတယ်ဖီးချမ်းလဲရတယ်ချိုးချင်ငှက်ပြောတွေလဲရတယ်များသောအားဖြင့်နေရာတိုင်းမှာရှိတာကတော့တီးမွေးငှက်ပြောပေါ့เนาะအဲ့တော့တီးမွေးငှက်ပြောရှိရင်လဲရတယ်ဘာငှက်ပြောပဲဖြစ်ဖြစ်တခုရှိတာကတော့ အဲနတ်တင်ပြီးသားပေါ့နော်ပွဲလဲပြီးသားငပြောသီးတွေတော့မသုံးစေခြင်းဘောနော်ခုနကတော့စိုင်းနေမှာတီးတန်ရောက်နေငပြောသီးအမဲ့ပေါ့နော်အဲ့ဒီအမဲ့တွေကိုကျွန်တော်သုံးစေခြင်းနဲ့အဲ့တော့အချိန်ရအောင်လို့ပေါ့နော်ဒါကျွန်တော်ကြိုးပြီးတော့ဒါပြောပေးလိုက်တာဖြစ်ပါတယ်အဲ့တော့ငပြောသီးကျွန်တော်တို့ကိုးလုံးကိုဘယ်လိုလုပ်မလဲဆိုလို့ရှင်အခွန်ခွားမယ်အခွန်ခွားလဲပြီးလဲပြီးရောပကံများမိမိမှာအစဉ်ပြေတဲ့ပကံများတွေကိုထည့်မယ်ထည့်လဲပြီးလဲပြီးရောအပေါ်ကနေဘာလုပ်မလဲဆိုနိုးစီစမ်းပေးမယ်နော် အဲ့တော့노စီဆန်းလဲပြီးလဲပြီးတော့အဲ့ဒီပကံများလေးကိုဖះเจ้าကမှမှတင်းပြီးတော့တေချာလေးလှူပေးရမယ်အဲ့တော့လှူတဲ့အခါကျရင်ဘာပြောရမလဲဆိုလို့ရှိရင်မြက်စွာဖះရှင်ကိုတော်မြက်ကြီးဟာဖះတပီတော်တပီတော်မတို့ဒီတဆောင်မုံလာပြီနေเนาะပြီးွားတော့เนาะလာပြီနေမှာဖះတပီတော်တပီတော်မတို့ဒီကျွေပကံများပေါ်တွင်စီရင်ထားသောဒါမှမဟုတ်လို့ရှိရင်လည်းငှက်ပြောသည်ပေါ်မှာ노ဆန်းထားသောเนาะရေရေယာ ရေရာလူဝဲကိုလှူဒန်းပြီးဒီချိန်မှစပြီးတော့ဒါမှမဟုတ်လို့ရှင်လဲကျွေးပကံများပေါ်မှာစီရင်ထားသောငပြောသည်နိုးစန်းရေရာလှူဒန်းပြီးဒီချိန်မှစပြီးတော့ဖရားတပည့်တော်တပည့်တော်မတို့မှာကြုံတွေ့နေရတဲ့အခက်အခဲကိစ္စတွေအစဉ်ပြေပါစေเนาะဒါမှမဟုတ်လို့ရှင်ကိုပြောတဲ့စကားတွေအောင်မြင်ပါစေလက်လာပါတွေရှင်လန်းပါစေစီးပွားရေးတွေအစဉ်ပြေပါစေကံကောင်းပါစေအစားရှိတွေဖြင့်မိမိမှာကြုံတွေ့နေတဲ့ကိစ္စလေးကိုတေချာလေးလေးလေးနက်နက်နဲ့စူးတောင်းဝေးမယ်ဆိုလို့ရှင်ရင် မိတ်ဆွေတို့မှာကြုံတွေ့နေရတဲ့ခက်ခဲတွေဒါမုန်းချမလွဲမသွေတာအစဉ်ပြေစေမှုတွေရရှိစေမှာပဲဖြစ်ပါတယ်အဲ့ဒီနေရာမှာထပ်ပြီးတော့ကိုယ့်အနေနဲ့ကံကောင်းခြင်းနဲ့เนาะလက်လာပါရင်းနဲ့ပတ်သက်ပြီးတော့ရှင်လန်းစေခြင်းနဲ့ဆိုလို့ရှိရင်ဘာလို့မလဲဆိုလို့ရှိရင်ကျွန်တော်တို့ခုနကဒီဝါတပတိကာရာเนาะကိုယ့်ဟာကိုယ်အစဉ်ပြေတဲ့ခါတာလက်လာပါနဲ့ဒါမှမဟုတ်ဒါမှမဟုတ်လို့ရှိရင်လည်းအဲခုနကရတေးဥခန္ဒီရဲ့ခုနကဂါရာတွေလည်းရွတ်လို့ရတယ်ကျွန်တော်ကတော့အဲ့ဒီနေရာမှာဘာရွတ်မလဲဆိုရင်တော့မဟာဝေဓဗ္ဗမန္တန်တော်ပေါ့เนาะအဲ့ဒီဟာရွတ်လို့ လည်းရတယ်ခုနကမနီစောတာဗဒံများဂါရာလေးလည်းရွတ်လို့ရတယ်ကိုအစဉ်ပြေတာလေးကိုရွတ်ပြီးတော့ကို့မှာကြုံတွေ့နေတဲ့ခက်ခဲတွေကိုတေချာလေးဒါ လောက်ကင်မဲ့ဆိုလို့ရှိရင်မိတ်ဆွေတို့မှာကြုံတွေ့နေရတဲ့ခက်ခဲတွေတီးတီးသားသားနဲ့ကိုအစဉ်ပြေမှုတွေဒါပြောင်းလဲမှုတွေဒါကြုံတွေ့ရမှာပဲဖြစ်ပါတယ်အဲ့တော့ကျွန်တော်ရဲ့မိတ်ဆွေခုနှစ်ရက်သားသမီးအားလုံးเนาะကျွန်တော်ခုပြောတဲ့ရေရာလေးတွေကိုစီရင်ဆောင်ရွက်ပြီးဒီချိန်မှစပြီးတော့မိတ်ဆွေခုနှစ်ရက်သားသမီးတွေအားလုံးမိတ်ဆွေတို့မှာကြုံတွေ့နေရတဲ့ခက်ခဲတွေအားလုံးအစဉ်ပြေပါစေ အဲခုနကတော့ကိုစိတ်နှစ်ဖြာတွေလည်းပဲခုနကတော့ရှင်လန်းပြီးတော့ကျမ်းမာရေးတွေလည်းကောင်းပြီးတော့လက်လာပါတွေလည်းရှင်လန်းပါစေမိတ်ဆွေတို့လုံတမယ၊ကင်တမယ၊ကြံစီတမယ၊တွေးတော်တမယတွေအကုန်လုံးအောင်မြင်ပါစေလို့ကျွန်တော်စူတောင်းမြတ်တာပို့တောင်းရင်ကျွန်တော်ရဲ့ဗီဒီယိုဖိုင်လေးကိုကျွန်တော်ဒီနေရာမှာပဲစုံတတ်ပါတယ်အားလုံးကိုကျွန်တော်ကျေးဇူးတင်ပါတယ်